ဘာဘီလုန်နှင့်ဖင်ကို အခန်း34ဂျော်တောင်းမြို့ကာကွယ်ရေးဆေးများထုတ်ပြကြသည်နှင့်ရဲဌာနချုပ်တို့တွားသတင်းပို့ကြရ၏အင်္ဂလိပ်ရဲအရာရှိတို့ကကျွန်တော်တို့ကို အသေးစိတ်ပြန်လဲစစ်ဆေးမြင်မြန်၏ခမားတို့ဘယ်ကပြေးလာကြတာလဲပြင်းတဲ့တကြောထောင်ကပါအမှုတွေကရောကျွန်တော်ကဒေါုံလုံးကြီးအမှုများကိုပြန်ပြောပြလိုက်၏ခမားရဲ့အတံမိုးဝမ်းကြောင့်အလုတ်ကရက်စစ်မီးပြင်သမားပါဟိုခမားမိတ်ဆွေတယောက်နှစ်ယောက်ကထမင်းချက်တွေပါခမားကဒီကောအဖွဲကလားပီတိန်အဖွဲကလား ဘယ်ပွဲကမှမဟုတ်ပါဘူးကျွန်တော်တကြုံရောက်နေတာ10နှစ်ရှိပြီဒီနေ့ပြင်သစ်ပြည်မှာဘယ်နိုင်ငံရင်းအဖွဲ့အစည်းအုပ်ချုပ်နေတယ်လဲဆိုတာကျွန်တော်သိတော့တာမဟုတ်ဘူး now တကြုံကထွက်ပြေးလာတာလဲဘယ်နိုင်ငံရင်းအဖွဲ့အစည်းနဲ့မှပေါင်းချင်လို့မဟုတ်ဘူးကိုလိုမျိုးမှုအတွက်ကိုပြေးခဲ့တာကောင်းပြီလေခင်ဗျားတို့အခုလောလောဆယ်တော့ရဲဌာနမှာပဲခဏနေကြအောင်အခုခင်ဗျားတို့အခုထွက်တဲ့ထွက်ချက်တွေကအကုန်မှန်ကြီးပဲဆိုရင်တော့ခင်ဗျားတို့ကိုဂျော်ဒေါမြို့ပေါ်မှာလောလတ်စွာနေထိုင်ခွင့်ကျွန်တော်တို့ပေးမယ်တပတ်ကြာပြီးနောက်နေထိုင်ခွင့်ပြုသည့်အိမ်ဆောင်ကပ်ပြားများကိုကျွန်တော်တို့၃ရောက်အားထုတ်ပေး၏ ဝယ်ဆင်စရာဝယ်စားတချို့ကိုလည်းပေးလိုက်သေး၏ကျော်တော်မြို့မှာလူရေ2500ရှိသောမြို့ဖြစ်လူမျိုးကလည်းစုံလာပြီ၏တရုတ်ကလာအင်္ဂလိပ်အမေရိကန်နဲ့စတန်တီနေဗီယာများအစုံတွေ့ရ၏တို့ဘယ်သွားကြမလဲပပီလိုရဲရရှိတယောက်ကဒီမြို့မှာနေတဲ့ပြင်သစ်လူမျိုးနှစ်ယောက်ရဲ့လိပ်စာပေးလိုက်တယ်တို့အဲ့ဒီနှစ်ယောက်အင်ကိုအရင်သွားကြည့်ကြတာပေါ့လမ်းတွေတွေ့တော့မော်တော်ယာဉ်ရဲတယောက်ကကျွန်တော်တို့သွားလို့ဒီရက်ွက်တို့ဘတ်ကားတစ်စီးပေါ်တင်ပေးပြီးလွှတ်လိုက်၏ ပြင်သင်တော်ဦးနေထိုင်သည်ဟုဆိုသောအိမ်မှာတထပ်အိမ်ငယ်လေးဖြစ်၏အင်ကားခေါင်းလိုက်လျင်ပြင်သင်သုံးယောက်ထွက်လာ၏ဟမ်ပါပီလိုမိဒီကိုဘလို့ရောက်လာတာလဲသုံးလုံးမင်းကျွန်တော်သိပါသည်တကြောမအကျဉ်းသားဟောင်းများဖြစ်ကြ၏ပရမဆုံးမြင်တွေ့ရသူမှာဂူတူဆိုသူဖြစ်၏1933ခုနှစ်တွင်ကတကြောတို့ကျွန်တော်နှင့်တင်းမောတစည်းတည်းဖြင့်အတူရောက်လာသူဖြစ်ကြံနေအောင်မှာလူစင်းနှင့်ဂျူလောတို့ဖြစ်ကျွန်တော်တို့သုံးလုံးကိုဖော်ရည်စွာနှုတ်ဆက်ပြီးအိမ်ထဲသို့ခေါ်သွား၏ ။နောက်ရဲဌာနမှယခုထွက်လာကြသူကိုတည်တည်နဲ့သူတို့နဲ့အတူနေရန်ပြောဤ။သူတို့အိမ်လေးမှာအခန်းလေးခန်းရှိအိမ်ခန်းဖြစ်အခန်းနှခန်းကိုသုံးပြီးမိဘနေထမင်းစားခန်းဖြစ်ကျန်တဲ့ခုကိုသုံးဤ။သူတို့လည်းကြော်တောင်းမြို့၌ဖြစ်သလိုရက်တည်နေကြသူများဖြစ်ဤ။တေးဖနက်နှင့်တပြက်စီးများကိုအိမ်တွင်လုပ်ပြီးဈေးတွင်သွားရောက်ဤဝမ်းစာရှာနေကြဤ။ ညနေထမင်းစားပြီးကြသည်နှင့်တကြောမှကျွန်တော်ပြေးလာခဲ့ဖို့အကြောင်းစုံကိုသူတို့ဝိုင်းမိကြ၏သူတို့အားလုံးပင်စာဖိန်ကိုလည်းတီးကြပါသည်ထို့ကြောင့်စာဖိန်တည်သွားသည့်အကြောင်းကိုသိရလျင်အားလုံးစိတ်မကောင်းကြောင်းဝင်ပြောကြ၏ထိုချိန်၌အင်ရှေးမှလူတစ်ယောက်ဖျက်လျှောက်သွား၏ချီချီကအိမ်ထဲမှလမ်းအောင်ခေါ်ပြီးဗိုလ်ဟုနှင့်သူထိုတရုံနောက်ကိုလိုက်သွားကြ၏နှစ်နာရီခန့်ကြာရင်သူတို့လဲတစည်းဖြင့်ပြန်လာ၏လဲမှာမီးဆွဲတော်လဲဖြစ်၏လဲပေါ်တွင်တစ်တာသုံးလုံးပါ၏လဲမောင်းသူမှချီချီဖြစ်၏တစ်တာသုံးလုံးအတွင်၌အဝယ်စားများမျိုးစုံဖြစ်ပါ၏ တစ်တာတစ်လုံးကိုချီချီကကျွန်တော်ဒရဟုဆိုပြီးလမ်းပေး၏ခနာတို့ဓာရီဘယ်ကရလာလဲကျွန်တော်တို့တရုတ်လူမျိုးတရုတ်တယောက်ကထောက်ပံ့လိုက်တာမနေ့ဖြန်လဲသူတို့ကိုလာတွေ့ဖို့မှားထားသေးတယ်ဒီလဲဟာရောလဲကလည်းကျွန်တော်တို့လှူစားဖို့ဆိုပြီးငှားပေးလိုက်တာတရုတ်မျိုးသားများတဦးနဲ့တဦးရိုင်းပင်ကိုညီကြပုံကိုကျွန်တော်ရင်သွင်းနိုင်အလွန်အံ့ဩနေမိ၏ညနေပိုင်းတွင်ဖုန်ဟူချီချီတို့နဲ့တူအိမ်ဘဝင်းကြီးရက်ွက်နဲ့ရင်းနေမှုရစီရင်ကျွန်တော်တို့လမ်းလျှောက်ထွက်လာကြ၏ဘဝင်းကြီးတို့ကလုံးရှိနေထိုင်သူအားလုံးဒီပါပင်လူမဲများဖြစ်၏ လူပြုံမရှိသလောက်ဖြစ်၏တရုတ်စားသောဆိုင်မှာအရက်ကွက်တွင်နှစ်ခုသုံးခုရှိ၏ခမည်းပြင်သစ်လူမျိုးလားအဝယ်စားတရစွာဝစ်စင်ထားသောလူမဲတဦးကကျွန်တော်ကိုနှုတ်ဆက်လိုက်၏ဟုတ်ပါရဲ့ကိုအမျိုးသားအချင်းချင်းတွေ့ရတာဝမ်းသာလိုက်တာဗျာသူကကျွန်တော်လက်ကိုဆွဲပြီးယင်းနှီးစွာနှုတ်ဆက်လိုက်၏လူမဲတဦးကကိုအမျိုးသားအချင်းချင်းဟုပြောသည်ကိုကြားရသည်ဖြင့်ကျွန်တော်ယင်းထဲ၌ထိုးစမ်းနေ၏သူပြင်သစ်စကားမှအလွန်ပီသားလာ၏ပြင်သစ်နိုင်ငံ၌မွေးဖွားကြီးပင်းလာသူတဦးဖြစ်နိုင်၏ ။လာဗျာကျွန်တော်ဒီညနေခင်ဗျားကိုအဲ့ဝစ်ပြုပြရစီ။သူကကျွန်တော်ကိုဆွဲပြီးဘာကန်အတွင်းသို့ခေါ်သွား၏။ခင်ဗျားမိတ်ဆွေတရုတ်တွေကရောပြင်တဲ့စကားတက်ကြတယ်မဟုတ်လား။တက်ပါလေ။ခင်ဗျားဒီမျိုးကိုဘယ်တော့မှရောက်လာလဲ။တပတ်လောက်ရှိအောင်မယ်။ဘယ်ကလာတာလဲ။ပြင်တဲ့နေယူကင်ကြီးကပါ။ခင်ဗျားဟာထွက်ပြေးလာတဲ့အကျဉ်းသားလား။ဒီကောအဖွဲ့ကိုဝင်ဖို့ပြေးလာတဲ့ထောက်မူတန်းလား။အကျဉ်းသားပါ။ခင်ဗျားမိတ်ဆွေတရုတ်တွေကရောအကျဉ်းသားတွေပဲ။မစ္စတာဘာဘီကျွန်တော်ခင်ဗျားရဲ့အတိတ်ဖြစ်ရပ်တွေလည်းဘာမှမသိကျင်ပါဘူး။ အခုကျွန်တော်တို့ပြင်သစ် PG ကကျွန်တော်တို့ပြင်သစ်လူမျိုးတွေရဲ့အကူအညီကိုတိတ်လိုအပ်နေတဲ့အချိန်ကျောက်တိုတိုင်းပြည်ကြီးကိုအခုဂျာမန်တွေတင်ထားတယ်ဒီကောင်လေးကိုကျောက်တိုပြန်တိုက်ထုတ်ရမယ်ကျွန်တော်ကအခုဒီကောဖွဲ့ကိုဝင်ဖို့အင်္ဂလန်သွားမယ်တင်မောဂျုံကိုစောင့်နေတာခမရအမေနိုင်ငံကိုကယ်တင်ဖို့အင်္ဂလန်ကိုကျွန်တော်နဲ့လိုက်ခဲ့ပါလားခမရနာမည်ဘယ်လိုခေါ်ဆိုလဲဟိုမီလီပါမစ္စတာဟိုမီလီပုံမွေလင်းလင်းခမရကိုပြောပြရင်ကျွန်တော်အနာဂတ်မှာကျွန်တော်ဘာလုပ်မယ်ဆိုတော့အခုတည်းဘာမှမဆုံးဖြတ်ရသေးဘူးဟော်တီဘတ်တီလွတ်လပ်တဲ့ဘဝကိုရရအောင်မှဒီနေ့မှစရတာ ရှင်းရှင်းပြောရရင်ခမားအင်မတန်ချစ်ပါရယ်ပြန်ကယ်တင်ကျင်ပါရယ်ဆိုရယ်ပြင်သစ်နိုင်ငံဟာကျွန်တော်ကိုခွေးတွေဝက်တွေတေတော့ဆိုပြီးတကြုံရောက်တဲ့အထိကန်ထုတ်ပြပြီးနှိမ့်ဆက်ခဲ့တဲ့နိုင်ငံပါအခုကျွန်တော်မိသားစုတွေတောင်ဘယ်ရောက်နေကြသလဲမသိဘူးကျွန်တော်ခုလုတ်ချင်တဲ့ပထမဆုံးအလုပ်ကိုပြောရရင်ကျွန်တော်မိသားစုကိုမထွေထွေအောင်ရှာကျင်သေးတယ်နောက်မှခမားပြောတဲ့အမိနိုင်ငံကြီးကိုကယ်တင်မှုကိစ္စစဉ်းစားကြတာပေါ့အေးလေခမားကပြောသလိုခမားဘက်ကကြည့်တော့လဲမှန်နေတာပဲဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာရှိတော့ကျွန်တော်စီကအကူအညီပဲလိုချင်လို့ချင်းဟောဒီလိမ့်စာလေးတိုင်းလာခဲ့ပါ သူလိမ့်စာကပြားကျွန်တော်ကိုထုတ်ပေး၏ကျွန်တော်ဟာကျေးဇူးတင်ကြောင်းပြန်ပြောလိုက်၏ထို့ညကအိမ်ပြန်ရောက်သည့်ဒီအီလူမဲမစ္စတာဟိုမီလီပြောသွားသောစကားများကိုကျွန်တော်မေးမရတော့ပါနောက်တနေ့မနက်ကျွန်တော်အိမ်ရာမှထချိန်တွင်ဝန်ဟူးနှင့်အချီချီတို့မရှိတော့သူတို့မြင်းလဲဖြင့်ငွေစားရှာရန်ထွက်ကြလိမ့်ပြီမင်းရိုးရိုးကော်ဖီတောက်မလားကော်ဖီမဲတောက်မလားဘာပြေလို့ရိုးရိုးကော်ဖီပဲပေးပါဂူတူကကျွန်တော်ထွက်ကော်ဖီဖြော်ပေး၏မင်းတို့ခုလောက်ရောင်းနေတဲ့ဖန်တတ်တို့တစ်ပည့်စီတို့ကတနေ့ဘယ်လောက်ပိုးရမ်းရတယ်လဲ အမှန်တော့မရှိဘူးတို့နေတိုင်းဒေါ်လာ20လောက်ဝင်ငွေရအောင်တော့ကြိုးစားရတယ်အစားတော့ဘိုးကနေတိုင်း5ဒေါ်လာလောက်ကုန်နေအင်္ဂါကကတနေ့5ဒေါ်လာပေးရတယ်နောက်အထွေထွေအသုံးစရိတ်မျိုးမျိုးနဲ့တအူးကြီးရဲ့မိုးဘိုးအတွက်ကလည်းလိုသေးတယ်မဟုတ်လားလာရောက်ရတာကောလွယ်ရဲ့လားအာတိတ်တော့မလွယ်ဘူးတခါတခါဈေးမှာသွားရင်ရတာခက်လွန်းလို့ဖဏတ်တွေတပြက်စီးရအကုန်ထမ်းပြီးရက်ကွက်တဲလှည့်ရောင်းရတယ်။နေကလည်းတိတ်ပူတော့ပင်မနေတော့ပေါ့ကွာ။မလေးမင်းတို့စီမှာမိခိုကိုက်ရပြီးမနေချင်ဘူးကွာ။မင်းတို့လို့ဆိုလို့ပဲဘာတော့ပင်ပင်ပန်းပန်းငါလုံးနိုင်တာရှိရင်အကုန်ဝင်လို့ချင်တယ် ကြည်ကြသေးတာပေါ့ကွာထိုနေ့တမနက်လုံးအိန္ဒိယတိုင်းရင်းသားများနေထိုင်သည့်ရက်ကွက်ကိုကျွန်တော်လှည့်လည်ကြည့်ရှု၏ရုပ်ရှင်မှာရောင်စုံအတန်ထွက်ရုပ်ရှင်များပေါ်နေလေပြီကျွန်တော်ဘဝရင်းတစ်ကြိမ်မျှမကြည့်ဘူးသေးပါကျွန်တော်ဒီကျွန်တော်ဤအနာဂတ်ဘဝခရီးအတွက်လည်းအမျိုးမျိုးတွေးနေမိ၏တကြုံသမားဘဝကို1938ခုနှစ်မှစရောက်ခဲ့ရသည်ဖြစ်၍လွတ်လပ်သောလူဘဝ၌ရှင်သန်ရေးအတွက်ရည်တည်ရ၌ကြုံတွေ့ရင်ဆိုင်ရမည့်အခက်အခဲများကိုလည်းမီးတိုးစားရမည်မသိ။ အကျဉ်းသားဘဝမှာနေရေးစားရေးအဝေးဝစ်စင်ရေးများအတွက်မိမိအပူများမဟုတ်ခဲ့ညနေ၄နာရီထိုးကနေမှကျွန်တော်အိမ်ပြန်လာခဲ့ဤအင်ရှေကန်းတွင်ဂူတူထိုင်းနေဤဘာဖြစ်လို့ရင်မင်းတယောက်တွင်နေတွေ့ပြီလားမတွေ့ရသေးဘူးအိမ်နောက်ကခြံဝင်းထဲမှာရှိတယ်သွားတွေ့လိုက်အောင်ဒီလိုရဒီနေ့ငွေထွက်ရှာတာဘယ်လောက်ရခဲ့တယ်လဲသိလားဒေါ်လာ40တောင်ရခဲ့တယ်ငါ့ကိုမင်းတို့အားလုံးရဲ့ဈေးအတွက်ဆိုပြီးဒေါ်လာ20အတင်းပေးတယ်ငါမယူဘူးမင်းပြန်လာမှာပဲညှိကြသေးတာပေါ့လို့ပြောထားတယ် နောက်ဖေးချန်နယ်တွင်ချီချီကသူ့ဘဝကြွေးဖို့ကော်ဖီရွက်များကိုလီးဖြန့်နေ၏။ဗိုလ်ကသူတို့မြေးကြီးကိုရေချိုးပေးနေပါသည်။တန်အောင်လာပြီလားဘာပြီလုံး။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ဈေးဥပေါင်းဒေါ်လာ40ဝင်ကိုရခဲ့တယ်။ကဲဟုတ်ပါလား။ဘလို့လိုမျိုးရလို့ဒီလောက်တော့တခါတည်းငွေ40တောင်ရခဲ့တာလေ။မနေ့ကမီးနဲ့လဲကိုငားပေးလိုက်တဲ့ကျွန်တော်တို့လူမျိုးမိတ်ဆွေရဲ့ကျေးဇူးကြောင့်ပေါ့။သူမနေ့ကကျွန်တော်တို့ကိုဒေါ်လာ200ချေးတယ်။ဂုံစိမ်းမျိုးမျိုးနဲ့ကြက်တူချဲဥတို့ကိုဘယ်မှာသွားဝယ်ပြီးဘယ်မှာသွားယူနိုင်နေဆိုတာလိုက်ပြတယ်။ပရမတော့ကန္နာစီနောက်မှာကျွန်တော်တို့သွားရောင်းလေ။အယောင်းသက်သားပဲ။ ျွန်တော်တို့ရောင်းစေးကတခြားဈေးတဲ့တွေရောင်းစေးတဲ့ပေါနေတယ်မဟုတ်လားနောက်ပိုအစဉ်ပြေသွားတာကနောက်နေ့တွေမှာလည်းအမြဲလာဝယ်မယ်ဆိုတော့အမေရိကန်သင်္ဘောသားဈေးဥပဒေဖယ်နေတွေ့လိုက်တာပဲသူတို့ကကျွန်တော်တို့လဲပေါ်ရှိသည်များလက်ကားဈေးနဲ့အကုန်ဝယ်သွားတယ်အဲမနေ့ပြန်လဲလာဝယ်အောင်မယ်လို့ချိန်ထားသေးတယ်ယော့ဒီမှာဒီနေ့ရလာသည်များငွေတွေခမားကကျွန်တော်တို့ဖွဲ့ရဲ့ခေါင်းဆောင်ပဲဒီငွေတွေကိုလည်းခမားပဲဆက်ထိန်သိမ်းပါကျွန်တော်လက်ခံရခန့်နေကြီးချီချီခမားတို့သိရတဲ့အတိုင်းပဲကျွန်တော်မှလက်ဆောင်ခြေဆောင်ဝေလုံလောက်ရှိတယ်ခမားတို့ရှာရသမျှခမားတို့ပဲယူကြပါ ယူပြအပေါ်တွေပြောမနေနဲ့ခမားမီဝင်ကျုပ်တို့မနေ့ကအလုပ်သွားမလုပ်တော့ဘူးတရုတ်လူမျိုးများမှာစိတ်တို့လွယ်သူများဖြစ်ကြ၏ကျွန်တော်မငင်းတာတော့ဒါဖြင့်ဒီလိုလောက်ကြရအောင်အခုကျွန်တော်တို့ဒါပြင်းဒီလိုလောက်ကြရအောင်အခုကျွန်တော်တို့နေတဲ့အိမ်ရှင်ရဲဘော်တွေကိုတနေ့အစားအသောက်အတွက်5ဒေါ်လာအိမ်လားကား5ဒေါ်လာပေးပြီးကျန်တဲ့နေ့စဉ်ပိုးရငွေကိုတော့ခမားတို့ကိုဒေါ်လာ100ချိထားတဲ့တရုတ်မိတ်ဆွေကိုအကျွေးပြန်ဆက်ကြတာပေါ့ချီချီနေဗုံးနေရလို့မင်းကျွန်တော်ဤအကြံပြုချက်ကိုချက်ချင်းသဘောတူလိုက်ဤမနေ့ပြန်တော့ခမားတို့ဈေးထွက်ရင်ကျွန်တော်လည်းအတူလိုက်မယ်လိုက်လေ မနက်ဘယ်ချိန်ထားရမလဲခမားစောစောထားလိုက်ရမလို့အေးဆေးဆေးသာအိတ်နေပါမနက်9နာရီထိုးအရောက်သာတင်မောဆေးကိုလာခဲ့ခမားကအင်္ဂလိပ်လိုနည်းနည်းပါပါတတ်တော့အမေရိကန်တင်မောသားတွေနဲ့စကားပြောရဆိုရပိုးအဆင်ပြေတာပေါ့ထိုနေ့တွင်ဝင်ငွေတိုးလာသဖြင့်ကျွန်တော်တို့အိမ်မရဲဘော်အားလုံးအလုံးဝမ်းမြောက်နေကြ၏ဂူတူကညနေဘက်တွင်ကြံမထုတ်လို့တော့ဒေတာလုံးအရင်နှလုံးသွားဝယ်၏ကျွန်တော်တို့ဝိုင်းဖွဲ့အရတောက်ပြီးပြင်သစ်ကျေးလက်ရိုးရသချင်းများကိုအော်ဆိုကြ၏ ိမ်ပေးမဝင်းညမှာအိန္ဒိယတိုင်းသားအမျိုးသမီး၂ယောက်နဲ့ယောက်ျား၂ယောက်ကျွန်တော်တို့အိမ်တွင်ပါတီလုပ်တည်ဦးထင်ပြီးစားစရာတောက်စရာများယူ၍ရောက်လာကြ၏ထိုညနေတွင်ကျွန်တော်တို့အလုံးပျော်ကြပါသည်ညနေဘက်တွင်ဂူတူနှင့်အတူအသံထွက်ဆေးရောင်ဆောင်ရုပ်ရှင်ကိုကျွန်တော်ပထမဆုံးတွေ့ကြည့်၏ရုပ်ရှင်မှာအပြန်တွင်ဂူတူကဘာကန်တစ်ခုသို့ကျွန်တော်ကိုခေါ်သွား၏ထိုဘာကန်တွင်ပြင်သစ်လူမျိုးအများပြားကိုတွေ့ရ၏အားလုံးပင်ဂျော်ဒန်မျိုး၌လာတောင်းတင်နေကြသောတရုံသမားဟောင်းများဖြစ်အသံမွေးမှုအလုံးမျိုးစုံဖြင့်ခက်ခဲစွာရည်တည်နေကြရ၏ကျွန်တော်တို့အားလုံးပင်ဝိုင်းနှုတ်ဆက်ကြ၏ ညနေပိုင်းရောက်ရင်အင်္ဂလိပ်ရဲခင်းအဖွဲ့တစ်ခုရောက်လာပြီးကျွန်တော်ဤနေထိုင်ခွင့်လက်မှတ်ကိုယူ၍စစ်ဆေး၏ချော်ရွေးမှုမတွေ့ရ၏ကျွန်တော်ကိုနှုတ်ဆက်ပြီးပြန်သွားကြ၏နောက်တနည်းမနဲ့9နာရီမထိုးခင်ချီချီတို့နဲ့ကျွန်တော်ချိန်ထားသောတင်မော်စိတ်တို့ကျွန်တော်ဆင်းသွား၏ချီချီနှင့်ဗုံးမှအတင်းရောက်နေ၏မင်းလည်းတစ်စီလုံးပေါ်တွင်ဟင်းသီးဟင်းရွက်မျိုးစုံနှင့်ကြက်များကြက်ဥများအပြည့်ရှိခမားတို့နိုင်ငံသားမိတ်ဆွေဆိုတာရောသူဒီနေ့မလိုက်တော့ဘူးမနေ့ကဗမာဝဲဗမာရောင်းဆိုတာသူတစ်ခေါက်လိုက်ပြထားပြီးပြီပဲကျွန်တော်တို့ကကျွန်တော်တို့သွားတက်နေပြီဒီကွန်ပျူတာဆွေးရည်သွားဝယ်ရရင်ကဝေးသလား ။ဝေးတယ်နှစ်နာရီနှစ်နာရီခွဲလောက်သွားရတယ်။ခြေတီကလဲပေါ်တွင်ဓာဘူးနှင်းထဲ၍ယူလာသည့်လက်ဖက်ရည်များကိုတခွန်ငယ်၍ကျွန်တော်ကိုပေး။အမေရိကန်တင်မောသားရီဆိုတာရောမလာသေးဘူးလား။မလာသေးဘူးမကြခင်ရောက်လာကြမှာပါ။မလာလည်းအရင်မကြည့်ဘူး။မနေ့ကကျွန်တော်တို့ရောင်းနေစေးမှသွားပြန်ရောင်းမယ်။မကြပါအမေရိကန်တင်မောသားများရောက်လာ၏။တင်မောသားများမှာစေတင်မောမှဖြစ်၏။ခြေကားကြီးတစ်စီးဖြင့်ရောက်လာကြ၏။ကားပေါ်မှတက်ချက်ကြီးအစင်းရှိသူတို့ဆင်းလာ၏။ဘီလဲပေါ်ရှိသည်များပကုံပစ္စည်းများကိုလိုက်စစ်ဆေးကြည့်ပြီးဈေးစားစီး ခြေကြီးကခြေရန်လက်ဟန်ဖြင့်ပြန်ပြော၏ကျွန်တော်သူတို့ပြောနေသည်ကိုတလုံးမြနားမလဲသူဘလောက်စစ်နေတာလဲဒေါ်လာ130တဲ့အနည်းတယ်ဒီဈေးနဲ့ကျွန်တော်တို့မရောင်းနိုင်ဘူးအမေရိကန်တက်ချက်ကြီးကကျွန်တော်ကိုအင်္ဂလိပ်စကားတက်သလားဟုလမ်းမေး၏နည်းနည်းပဲတက်တယ်ခမည်းဖြည်းဖြည်းပြောရင်တော့ကျွန်တော်နားလည်နိုင်မယ်ထင်တယ်ခမည်းမိတ်ဆွေတယောက်ကဘလောက်ရမှရောင်းပါတယ်လဲဒေါ်လာ150တဲ့ဒီလောက်တော့ပဲပေးနိုင်မလဲဗျသူကဟန်လုပ်ပြီးကျွန်တော်တို့အနီးမှာပြန်ထွက်သွားမိကဲသို့လို့ဤနောက်ဆက်စစ်ပြန်ဤ ချီချီကလည်းမလျှော့နောက်သူ့ချက်ကားပေါ်သို့ပြန်တက်ပြီးကားမောင်းပြန်ထွက်သွားမိကဲ့သို့ဟန်လုပြား၏ထိုအချိန်၌မင်းညားကကျွန်တော်တို့အိမ်မှာပါတီသို့လာကြသောအိန္ဒြိယလူမျိုးအမျိုးသမီးနှစ်ဦးလမ်းတစ်ဖက်မှကူး၍ကျွန်တော်တို့ထံရောက်လာပြီးကျွန်တော်တို့ကိုလုံးဝမသိမမြင်ဘူးတကယ်သို့ဟန်ဆောင်၍ရှင်တို့ဒီပစ္စည်းတွေဘယ်လောက်နဲ့ရောင်းနေသလဲဒေါ်လာ150လေအားလုံးလားအားလုံးပေါ့အားလုံးဆိုရင်ကျွန်တော်တို့ယူမယ်အမေရိကတက်ချက်ကြီးခြေကားပေါ်မှာဖြတ်ချင်းပြန်ဆင်းလာပြီးဒေါ်လာ150ထုတ်ပေး၏ အိန္ဒိယမျိုးသမီးနှုတ်ကိုသူဝယ်ပြီးတော့ဖြစ်စင်းများဖြစ်သည်ဟုပြော၏ဖုန်းကငွေကိုချက်ချင်းလက်မခံသေးပဲအိန္ဒိယအမျိုးသမီးများကိုပင်ရောင်းတော့မည်ဟုဟန်လုပ်ပြန်၏အမေရိကန်တက်ချက်ကြီးကနောက်နေ့တွင်လည်းသူအမဲလာဝယ်ပါဦးမည်ဟုကတိပေးပြီးဖုန်းလက်ထဲငွေကိုအတင်းထုတ်ပေး၏ဖုန်းလက်ခံလိုက်၏ဂျကာပေါ်မှာအမေရိကန်ရေတပ်သားများဆင်းလာပြီးမြင်းလဲပေါ်မှာဟင်းဒီဟင်းရွက်နှင့်ကျဲဦးနှင်းချက်များကိုသူတို့ကားပေါ်သို့ပြောင်းတည်တင်၏ လေဘော်ရင်ချီချီဝော်လည်းရှိဝက်ကိုလည်းသူတို့ဝယ်ပြီးတော့ကွန်ပျူစီများတွင်ပါတည်ဥထင်ပြီးပွေချီသွား၏ချီချီကချက်ချင်းပြေးလိုက်သွားပြီးပြန်တော့၏အမေရိကန်ဒီမိုများကလည်းပြန်မပေးသူတို့ငွေချေပြီးတော့ပစ္စည်းဖြစ်တယ်ဟုပြောပြီးဇွန်ကြီးချီချီကအတင်းဝင်လူ၏ရံပွဲဖြစ်တော့မြေကဲသို့ဖြစ်သွားပြီးလူများအော်လာကြ၏ကျွန်တော်ကကြားမဝင်ပြီးဤဝက်မှာချီချီအလာမွေးထားသောဝက်ဖြစ်၍ရောင်းသည့်အထက်မှာပါကြောင်းအမေရိကန်ဒီမိုသားများဝန်ရှင်းပြ၏ခက်တီမှာအလာမွေးထားသောဝက်ဟုသောစကားကိုအင်္ဂလိပ်ဘာသာဖြင့်ကျွန်တော်မပြောတတ် ပြသမားနေ့စ조사ရှင်းပြသည်ကိုလည်းအမေရိကန်သင်္ဘောသားများကနားမလဲခက်ပြီးရန်ပွဲစားတော်မီကံကောင်းဒီမှာရုတ်တရက်ကောင်းတဲ့အင်္ဂလိပ်စကားကောင်းစွာတတ်သည်ဟုဆိုတော့တနေ့ညကကျွန်တော်နေ့ခင်လာသည့်ပြင်သစ်နိုင်ငံသားလူမဲဟိုမီလီကိုတရိယပြီးအမေရိကန်သင်္ဘောသားများအခိတအဆောင်ရင်ပြော၍တယ်လီဖုန်းလမ်းဆက်၏ထို့နောက်ဟိုမီလီအားသကပြန်ဖြင့်တယ်လီဖုန်းဖြင့်အလာမွေးထားသည့်ဝက်ပြဒနာကိုအမေရိကန်သင်္ဘောသားများအားရှင်းပြခံရ၏ ထိုခါမှပင်အမေရိကန်တင်မောသားများကလည်းသဘောပေါက်သွားပြီးကျဲလောင်စွာကလေးငယ်များကဲ့သို့အော်ရဲ၍ဝက်ကိုချီချီအားပြန်ပေး၏ပြဒနာရှင်းသွား၏ဂျော်ဒန်မြို့သို့ရောက်နေကြသည်မှာ3လရှိသွားလိမ့်ပြီး3လပြည့်စုံနေ့တွင်ကျွန်တော်တို့ကိုယ်တိုင်အင်္ဂန်တခန်းကို9နိုင်၏အခန်းမှာအင်ဒရီယာတိုင်းသားပိုင်အင်္ဂလုံးဤတချမ်းဖြစ်၏ ်ဧကန်တခန်းဧကန်တခန်းနဲ့ထမင်းသားခန်းများရှိဘုံနဲ့ခြေကြီးကဧကန်တခန်းတွင်နေ၍ကျွန်တော်တို့အဧကန်တစ်ခုကိုပေးကျွန်တော်တို့စီပွားရေးအခြေအနေမှာလည်းအကောင်းကြီးမဟုတ်တော့လည်းမဆိုပါဒေါ်လာ340ခန်းနေစဉ်ဝင်ကျွန်တော်မှာအင်္ဂလိပ်စကားကိုရခင်ကားထက်များစွာပိုပြောတတ်နေလိမ့်ပြီအယောင်းဝယ်လို့သည့်ဝါဟာရအာလုံးဒီပါကိုပင်တတ်နေပြီဖြစ်၏ချီချီနေဖုန်းတို့ကနေစဉ်ကုန်ကျန်းဝယ်သည့်ကိစ္စကိုတာဝန်ယူပြီးကျွန်တော်ကပြန်ရောင်းသည့်ကိစ္စကိုတာဝန်ယူ၏ အင်တီပြောင်းမိသည့်နောက်တနေ့မှာတနင်္ဂနွေနေ့ဖြစ်ထိုကြောင့်ထိုနေ့တွင်ကျွန်တော်တို့အနားယူပြီးရက်ကင်ကျွန်တော်တို့နဲ့အတူနေခဲ့သောဂူတူရိုးအဖွဲ့ကိုကျွန်တော်တို့အင်တီတို့ထမင်းစားဖိတ်ဖို့ဟူးနှင့်ချီချီတို့ကိုငွေနေရချေး၍အတံမွေးန်းချောင်းတစ်ကိုတင်ပြပေးခဲ့သောကျေးဇူးရှင်တရုတ်မိတ်ဆွေကိုလည်းဂုံပြူဧည့်သည်တော်ကြီးဖြစ်ကျွန်တော်တို့ဖိတ်အားလုံးထိုနေ့တွင်အလုံးပြောခဲ့ကြပါသည် ကျွန်တော်တို့တန်းတို့နေစဉ်ဟင်ဒီဟဲရွက်ဝဲရန်လာသည့်ဖောက်တယ်များအတွင်အမေရိကန်အီတလီတို့ရှိကျွန်တော်မှာအီတလီစကားအနည်းငယ်တတ်သဖြင့်တူလာတိုင်းအီတလီစကားဖြင့်ကျွန်တော်ကစီးချိုနှုတ်ဆက်၏သူအလွန်သဘောကျ၏ ကျွန်တော်တို့ရောင်းကုန်များကိုကျွန်တော်တို့ကြိုက်စေဖြင့်သူအမြဲဝယ်သွား၏။ချီချီမာလူထုလူစံဖြစ်၏။ဖဲကစားသည့်အလုပ်ကိုအလုံးဝါသနာထုံ၏။သူအမြဲအားကဲနေသည်မှာဂျော့ဒေါင်မျိုးရှိတရုတ်ကလပ်တွင်ဖဲသွားကစားနိုင်ရင်ဖြစ်၏။သူလက်ရှိဘဝတွင်သူအချစ်ဆုံးမှသူဝယ်ဖြစ်၏။သူဝယ်ပြီးရင်ကျွန်တော်ဖြစ်၏။သူငွေပိုးရှိတိုင်းအိမ်ပြန်တွင်ကျွန်တော်အတွက်လက်ဆောင်ပစ္စည်းတစ်ခုခုကိုအမြဲဝယ်လာတတ်၏။မဝယ်ခဲ့ရင်ပြော၍လေမရောက်။အိမ်မကိစ္စအလုံးကိုမူအင်ဒရီယာလူမျိုးမိတ်ဆွေအမျိုးသမီးတအူးကတနေ့2ဒေါ်လာမြောက်ယူ၍အကောင်လာကိုလုပ်ပေး၏